ဒီဟောနာဖွာနာကဝယ်တင်လာဆိုရင်တော့ဝယ်တင်တယ်လို့တေချာပေါက်ညှို့လို့ရတယ်ဒါပေမဲ့မဝယ်ခင်မှာတိကိုတည်ထားမယ်အားနည်းချက်လေးတခုကတော့ရှိနေတယ် โอเคဒီနေ့မှာတော့ကိုလိုလိုအားလုံးအမေးများနေကြတဲ့ Honor 400 series base model Honor 400နဲ့ပတ်သက်လို့ကျွန်တော်စမ်းသုံးခဲ့တဲ့သုံးပတ်တာကာလအတွက်တွင်မှာအခြေအနေကဘယ်လိုရှိလဲအာဈေးရ16သိန်းဝန်းကျင် official global phone တစ်လုံးအနေနဲ့ဆိုလို့ရှိရင်ရောဝယ်တဲ့ phone တစ်လုံးဖြစ်မလားအားသာကျန်တဲ့အားနည်းချက်တွေကရောဘာဖြစ်မလဲကျွန်တော် user experience တွေကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်တဲ့အတွက်ဆင်းသင့်ဗီဒီယိုလေးကိုစကြတာပေါ့အခဏခဏလေးကျွန်တော်ဗီဒီယိုမစခင်မှာနည်းနည်းလေး spoiler လုပ်ချင်တာကဒီဖုန်းမှာကအားနည်းချက်ကတစ်ခုပဲရှိတယ်ဒါပေမဲ့အဲ့ဒီတစ်ခုကလည်း ေကမင်းနေတာအဲဆိုဒီဇိုင်းပိုင်းနဲ့ဘေကလေးလေးပိုင်းမှာဆိုလို့ရှိရင်မြင်လိုက်တာနဲ့ဒါကဟော်နာရဲ့ဟော်နာ400ဖုန်းတစ်လုံးပါလားအဲလိုမျိုးယူနေတဲ့ clean ဖြစ်တဲ့ look မျိုးဒါပေမဲ့ဒီကောင်ရဲ့ကင်မရာဘက်ဒီဇိုင်းနဲ့ပတ်သက်လို့ကျွန်တော်နည်းနည်း research လုပ်ကားတော့လောက်တိုက်တဲ့သူတွေများတယ်လို့မတိုက်တဲ့သူတွေတော်တော်များများလည်းကျွန်တော်တွေ့ရတယ်ကင်မရာနှလုံးပုံစံမျိုးကမှဒီကောင်တန်ကြီးတော့လောက်ဒီကောင်ရဲ့ကင်မရာဘန်ကလက်ရထင်တာမျိုးလည်းလုံးဝမရှိဘူးတကယ်နဲ့ hand feeling ဘာကိုပြောမယ်ဆိုရင်ဖုန်းကတော်တော်လေးတော့ပေါ့တယ်ပေါ့ဆိုဖုန်းရဲ့ weight က184 gram အလေးချိန်နဲ့တူအထူက7.5 ်မီလီမီတာအထုပဲရှိရဲဆိုတော့ဝမ်းနဲ့ကန်ရတဲ့အခါမျိုးမှာတော်တော်လေးဟိုမှာအဆင်ပြေလို့တုံးပေးထားတဲ့ material ကိုကြည့်မယ်ဆိုလို့ရှိရင်သူရဲ့ base frame ကို aluminum first frame ပုံစံမျိုးတွားပေးတာလေ ဒါပေမဲ့ဒီကတခြားပိုင်းနဲ့ဒီကနောက်ကျောဘက်တခြားပိုင်းနဲ့ပတ်သက်လို့တော့ကျွန်တော်သိတဲ့ဘောမကြောက်ဘာလို့ဆိုတော့ကန်ရန်ရဲ့ hand feeling ကအဆင်ပြေဆိုရင်လည်းနောက်ကျောဘက်တခြားကိုသူကပြောင်းချောချောလုပ်ပေးတာဖြစ်တဲ့အတွက်လက်ထက်မှာကန်ရတာဗျာမတော်တဆလွတ်ကျသွားနိုင်နေဆိုရင်ခံစားချက်မျိုးရတယ်အဲလက်ထက်မှာကန်ရတာအရန်ကြီး grip မြဲတဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ cover လေးတက်သုံးလိုက်မယ်ဆိုလို့ရှိရင်တော့ကန်ရတဲ့ hand feeling ကတော်တော်လေးအဆင်ပြေသွားတယ်ဆိုတော့ဒီဘောရဲ့ design ပိုင်းနဲ့ quality ပိုင်း overall ပြောရမယ်ဆိုလို့ရှိရင်တော့သူ့စင်းလုံးသူ့တန်းမှာဘာမှအပြစ်တင်ဝေဖန်စရာမရှိဘူးအဲဒါပေမဲ့တစ်ခုလေးပဲကျွန်တော် cover က်မတုံတဲ့အခါကျလို့ရှိရင်လက်ထဲမှာမတော်တဆလစ်ချသွားနိုင်တယ်ဆိုခံစားချက်အဲ့တခုလောက်ပဲရှိရယ်နောက်ထပ် display ချောင်းမသွားခင်မှာကျွန်တော်ဗီဒီယိုအစမှာ intro ဝင်ခဲ့တဲ့ default ရဲ့အဓိက login ဖြစ်နေတဲ့အပိုင်းလို့ကျွန်တော်ပြပြရမယ် default ကိုကျွန်တော်စမ်းခဲ့တဲ့၃ဘတ်တာကာလအတော်တည်းမှာအပွင့်လင်းပြောလို့ရှိရင်အားလုံးနှိမ့်ပါကိုကျွန်တော်သဘောကျတယ်ဒါပေမဲ့တခုပဲဒီခေါင်းရဲ့ OS ပိုင်းအဲကျွန်တော် gain နဲ့ sort တဲ့အခါမျိုးမှာကျွန်တော်က graphics နဲ့အမြင်ဆုံးတွေမှာတနာရီတနာရီခွဲအဲ့လောက်ဝမ်းကျန်လောက် sort ရအောင်မှာဘုံကထစ်တာလက်တာတွေမရှိဘူးဒါပေမဲ့ ဂိမ်းဆော့ပြီးလို့ကျွန်တော်တို့ Facebook ဝင်တာဖြစ်ဖြစ် YouTube ဝင်တာဖြစ်ဖြစ် Viber ဝင်တာဖြစ်ဖြစ် application တွေထဲဝင်တဲ့အခါကျလို့ရှိရင်ဘာဖြစ်လဲဆိုတော့လက်ကင်းဖြစ်နေတယ်ဆိုရင်ခံစားချက်မျိုးကိုကျွန်တော်တိကျစွာရနေရဗျာဒါကကျွန်တော်တို့လုပ်ငန်းသုံးမဲ့သူတွေ marketing ကောင်းကောင်းသုံးမဲ့သူတွေဆိုရင်တော့အနည်းလေးစိတ်အနှောင့်အယှက်ဖြစ်နိုင်တယ်ဒါပေမဲ့ ကျွန်တော်တို့ဘာတစ်ခုမျှော်လင့်လို့ရနိုင်မလဲဆိုလို့ရှိရင်တော့နောက်ထပ်လာမယ့် update တွေမှာဒီအချက်လေးကိုတို့ပြင်ပေးနိုင်မလားပေါ့ဒီအချက်လေးကိုတော့ကျွန်တော်တို့မျှော်လင့်လို့ရတယ် display ဘက်မှာဆိုလို့ရှိရင်6.5 inch အခြေကိုမှ AMOLED display 1 billion color 120 hz refresh rate 3840 hz PWM dimming feature အပါအဝင် maximum print brightness ကဒီဖုန်းမှာ9000နဲ့အထိကိုတုံးမိထားတယ်ဘယ်လိုလဲပြောလို့ရှိရင်ဒီကောင်ရဲ့ display ကကျွန်တော်တို့စာရုပ်ပေါ်ကိန်းကန်တဲ့ specification အရာကောင်းတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်စမ်းသုံးခဲ့တဲ့အတော်တွေမှာဘာမှအပြည့်တွေဝင်ပန်းစရာမရှိဘူးအဲအဓိကတော့ဒီကောင်ရဲ့မဒီမန်ပြပန်းလက်9000နဲ့ပေါ့ သူ့စင်းတော့သူ့တန်းမှာဆိုဒီကောင်ကတော်တော်လေးကြမ်းတဲ့အထင်မှာပါတယ်အဲကျွန်တော်တို့အိမ်ထဲမှာပဲဖုန်းသုံးတော့နေကင်းဘက်နေရအောင်ပဲဖုန်းသွားတော့ဘာမှထူးခြားပြီးပြောင်းလဲသွားတာမျိုးမရှိဘူးနေကင်းဘက်နေရအောင်ဓာတ်ရိုက်သုံးမယ်ဆိုရင်တော့ဒီကောင်က display ကကောင်းကောင်းမြင်ရတယ်ပြီးတော့ကျွန်တော်လိုမျိုးရုပ်ရှင်ကြည့်လေးရှိတဲ့သူတွေအတွက်ဒီကောင်ဒုတိယ resolution က color ပိုင်း contrast ပိုင်းဘာမှဘာမှအပြစ်တင်ဝန်ဖန်ဆရာအောင်မရှိပါဗျာပြီးတော့ဒီကောင်ရဲ့ stereo speaker ကလည်းကျွန်တော်တို့အတန်ထက်ကျဲတယ်အတန်ထက်ကျဲတာအောင်မအတန်အကွဲတာမျိုးလည်းမရှိဘူးကျွန်တော်ဘာလို့ဒီအချက်ကို mention လုပ်ပေးရလဲဆိုလို့ရှိရင်တချို့သူ stereo speaker သ ုံးမိရတဲ့ဖုန်းတွေမှာဆိုရင်အတန်ထက်ကျေရတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ volume ကိုအဆုံးထိတင်လိုက်တဲ့အခါကျလို့ရှိရင်အတန်ပိုင်းမှာအကွဲတာမျိုးတွေဒါမျိုးတွေကျွန်တော်ကြုံတွေ့ခဲ့ရဘူးလေဆိုတော့ဒီဖုန်းရဲ့ display ဘိုင်း audio ဘိုင်းနဲ့ပတ်သက်လို့ကတော့ကိုယ့်လိုလိုလုံးဝစိတ်ချထားလို့ရတယ်ကင်မရာပိုင်းမှာဆိုလို့ရှိရင် dual camera setup ပုံစံမျိုးတွားပေးရပြီးတော့200 megapixel aperture 1.9 1.14 inches တုံးပေးထားတဲ့ main camera 8 megapixel ultra wide တို့15 megapixel selfie camera ဆိုပြီးတော့ပါဝင်လာတယ်။ main lens နဲ့ပတ်သက်လို့ကတော့ကြားလိုက်တဲ့အခါမျိုးတွေမှာ detail ကောင်းနေဆိုရင်လည်း over contrast ဖြစ်နေတာမျိုးလေးကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ဒီကောင်ရဲ့ AI assistant တွေ image processing နည်းပညာတွေဒီကောင်နဲ့ပေါင်းလိုက်မယ်ဆိုရင်တော့လုံးဝကိုမှရှဲပဲ။အားလုံးက flash ship မဟုတ်တော့မှ flash နည်းနည်းလောက်ကိုသွားတာ။ liberty bar ရိုက်တဲ့အခါမျိုးမှာဒီကောင်က natural sun နဲ့ပုတ်ကိုပို့ပြီးတော့မှသွားတယ်။ main ကလေးတွေကိုင်မယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ look and feel ကပူတော်မှလိုက်ဖက်သေးတယ်။ အလင်းရောင်အားနေတဲ့ low light low saturation မှာလည်းကျွန်တော်ပုံလေးတွေစမ်းပြီးရိုက်ကြည့်ပြီးအဒီကောင်ကအလင်းရောင်အားနေတယ်ဆိုရင်တော့မှပုံထွက်လေးတွေကမစိုး noise ကိုကောင်းကောင်းဟန်တယ်လုံးနိုင်တယ်အခုဒီပုံကြည့်ကြည့်လိုက်အလင်းရောင်အားနေတဲ့ညာဘက်လိုအခြေအနေမျိုးမှာတော့မှဇွန်ဆက်ကြည့်အခါမျိုးမှာဒီတေးရအများကြီးကြံ့တယ် noise ထတာမျိုးလည်းကျွန်တော်တို့မတွေ့ရအောင်အလင်းရောင်အားနေလို့မှိန်ကြသွားတဲ့အကြောင်းနဲ့ပေါင်နေတဲ့အလင်းရောင်ကိုသူကဆွဲတင်ပေးနိုင်တယ် frame ကပြဆက် ultra wide ကကျွန်တော်တို့ main lens နဲ့ရှင်လိုက်တဲ့အခါကြလို့ရှိရင်ဒီတေးပိုင်းနည်းနည်း lower ထက်ရှိရာကလွယ်လို့ရှိရင်တခြားသောအပိုင်း ီမှာဘာမှ different ဖြစ်နေတာမျိုးမရှိဘူးဆိုတော့ဒီနေရာမှာ megapixel ကြည့်ပြီးကင်မရာကောင်းမကောင်းဆုံးဖြတ်မယ်ဆိုလို့ရှိရင်တော့မှားသွားလိမ့်မယ်ကျွန်တော်စမ်းသုံးရတော့ဒီကောင်ရဲ့ကင်မရာဘိုင်းက megapixel နဲ့ဆက်လို့ရှိရင် aperture size တွေ slant size တွေ AI assistant တွေပြောလို့ရှိရင် image processing နည်းပညာတွေဒီဘိုင်းနေနဲ့ပူကောင်းအောင်လုပ်ပေးထားလို့ပြောလို့ရတယ်ဆိုတော့အားနည်းချက်ဆိုလို့ရှိရင်တော့ ultra wide ultra wide ကကျွန်တော်ရိုက်ကြည့်ရတဲ့လောက်ဘန်းကအရန်ကြီးမကျဲကျွန်တော်ဒီတစ်ခုတော့သိအားမရဘူး50 megapixel selfie ကင်မရာကလည်းကျွန်တော်တို့ auto focus နဲ့မပါတာကလို့လို့ရှိရင်ကျွန်တော် selfie ရိုက်လိုက်တဲ့အခါကျလို့ရှိရင်အာ စပင်ရဲ့ data ပုံရဲ့ data ကိုကောင်းကောင်း spot လုပ်ပေးနိုင်တယ် auto focus နဲ့မပါတဲ့အတွက်ကျွန်တော် group photo ရိုက်တဲ့အခါမျိုးမှာဖြစ်ဖြစ်ကိုရလိုက်တဲ့ပုံအခြေအနေပုံမူတည်ပြီးတော့ flexible ဖြစ်အောင်လုပ်ပေးနိုင်မှုအဲ့ဒီအပိုင်းလေးတွေမှာကအားနည်းနိုင်တယ်တခြားတော့ portrait အပိုင်းမှာဆိုလို့ရှိရင်သူရဲ့အရင်မျိုးဆက် Honda 200 series မှာဆိုလို့ရှိရင်သူက portrait ပိုင်းနဲ့အဓိကနာမည်ကြီးကအခုလက်ရှိ Honda 400 series မှာဆိုလို့ရှိရင် portrait ဆိုပြီးတော့လောကမှာတင်စားလို့ရတယ်။ processor ပိုင်းမှာဆိုလို့ရှိရင်တော့ Qualcomm Snapdragon 7 Gen 3 4 nanometer ဆိုတဲ့ကောင်ကိုသုံးမိရတယ်။ဒီကောင်က mirage level SoC တစ်ခုဖြစ်တယ်ဆိုရင်လည်း gaming ပိုင်းနဲ့ပတ်သက်လို့ဟာတော့ကျွန်တော်တို့အဆင်ပြေ။ဆိုတဲ့အခါမျိုးမှာလည်းဒီကောင်ရဲ့4 nanometer processor ကအပူချိန်ကိုကောင်းကောင်း control လုပ်ပေးနိုင်တယ်။ချက်တာချက်တာမျိုးလည်းမရှိဘူး။ ။ဒါမဲ့ဒါကမိုဘိုင်းလက်ကျန်လို့ဂိမ်းဖြစ်နေလို့ပြောလို့ရတယ်။အဲဒီချက်ကိုကျွန်တော်ဘာလို့ပြောလဲဆိုလို့ရှိရင်ကျွန်တော်အရှိရှိမှာဒီ Snapdragon 7 Gen 3သုံးမိလိုက်ဖုန်းတော်တော်များများကိုစမ်းမွေးအဲမိုဘိုင်းလက်ကျန်လောက်ကတော့ကောင်းကောင်း ်ချက်အဆင်ပြေခဲ့ဆိုရင်ပဲပဲဒီလိုဘာညာခရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပူတာမျိုးတွေအာဆော့တာအရန်ကြာလာလို့ရှိရင်ထစ်တာလက်တာမျိုးတွေဒါမျိုးတွေကိုကျွန်တော်တို့ကြုံတွေ့ရတယ်ဆိုတော့ဒီဖုန်းကဂိမ်းအရန် heavy မဆော့ဘူးဆိုလို့ရှိရင်တော့ဒီက gaming performance ကအဆင်ပြေဒါပေမဲ့ကိုက heavy game user တယောက်ဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဖုန်းလေးကိုတိတ်ပြီးတော့ recommend မပေးချင်ဘူးဘာလို့လဲဆိုတော့ antidote best မှာဆိုလို့ရှိရင်ဒီခေါက်ကရမတ်က၈သိန်းကျော်လောက်ထိပဲရတာဒါဘက်တရီဘက်မှာဆိုလို့ရှိရင်6000 mAh ကိုမှအမြတ်အားသင့်စနစ်က18 watt နဲ့လာတယ်ဒါဒီကောက်ရဲ့6000 mAh ီယာအဝေါ်ကကျွန်တော်ဆန်းသုံးခဲ့တဲ့သုံးပတ်တာအတော်တွင်းမှာဆိုရင်တော့အားခံတဲ့ထဲမှာပါတယ်။ဘာလို့ဆိုတော့ကျွန်တော်အပေါ်မှာပြောခဲ့သလိုပေါ့ဒီကောင်ရဲ့ပရိုဆာကအပူချိန်ကွန်ထရိုးလုံးနိုင်မှုအပိုင်းမှာအားကောင်းတယ်။အဲ့တော့ဖုန်းရဲ့အားကုန်လုံးလည်းသူကတက်တာသေးရဲ့။မိုဘိုင်းလက်ကျက်လိုဂိမ်းအတွက်ဆိုလို့ရှိရင်တပွဲပြန့်မြ4%လောက်ပဲအားကုန်တယ်။ပြီးတော့ဒီကောင်ရဲ့181ဆိုတာကကျွန်တော်တို့ Official Global ဖုန်းတစ်လုံး16သိန်းဝန်းကျင်ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့ကောင်းကောင်းကြီးလက်ခံပေးလို့ရတယ်။ကျွန်တော်ဆန်းခဲရတလောက်ဆိုလို့ရှိရင်ဖုန်းအား02 100%လောက်ကိုအချိန်အဖြစ်53မိနစ်44မိနစ်လောက်အဲ့လ ောက်ဝင်ကြလားအားသရုံနဲ့အားပြည့်နိုင်တော့ဆိုတော့ကိုယ့်ရဲ့ day တနေ့တာမှာဆိုလို့ရှိရင်အားမသွင်းဘဲနဲ့တော့ကောင်းကောင်းအသုံးပြုလို့ရတယ်ဆိုတော့ဒီဖုန်းနဲ့ပတ်သက်လို့ညီကုန်းချုပ်ပြောရမယ်ဆိုလို့ရှိရင်အရင်ဆုံးဒီဖုန်းကို Bluetooth တွေကဝယ်တယ်လေအရင်ဆုံး16နှစ်သိန်းဝန်းကျင်မှာ Official Global ဖုန်းတစ်လုံးအဲကင်မရာပိုင်းအသားပေးကူမှာအထားပါတော့ဗျာ All Rounder ကောင်းတဲ့ဖုန်းတစ်လုံးဆိုလို့ရှိရင်တော့ဒီကောင်းကိုဈေးကွက်ထဲမှာပေချဖို့ရွေးချယ်လိုက်ဖို့တော့ကျွန်တော်ညှိနှိုင်းနေတယ်ဒါပေမဲ့ Bluetooth တွေပြည့်ဆိုရင်တော့မဝယ်သင့်ဘူးလေကျွန်တော်ပထမဆုံးပြောခဲ့သလိုပေါ့ အာဒီကဲ OS ပိုင်းအာကျွန်တော်တို့ game shop ပြီလို့ဖြစ်ဖြစ်အာဒီ application ဝင်တာ Facebook ဝင်တာ Viber ဝင်တာ YouTube ဝင်တာဒါမျိုးတက်မျိုးတော့ application ဝင်တဲ့အခါမျိုးတွေမှာတစ်ချက်တစ်ချက် lagging ဖြစ်ဖြစ်သွားတာအာအဲ့တစ်ချက်ရဲ့ပြောလို့ရှိရင်ဒီဟာ ဂိမ်းကိုအရင် heavy ဆော့မဲ့ user တွေအတွက်အဲ user တွေအတွက်ဆိုလို့ရှိရင်တော့နည်းနည်းလေးစဉ်းစားသင့်တယ်အဲ OS အပိုင်းကကျတော့ကျွန်တော်တို့လာမဲ့ update တွေမှာတို့အနေနဲ့ပြန်ပြီးတော့ပြင်ဆင်ပေးနိုင်မလားဒီတစ်ချက်တော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ကြံတဲ့ဒီဂိမ်းကိုအရင် heavy ဆော့မဲ့ user တွေဆိုရင်တော့ကျွန်တော်ကတော့ဒီဖုန်းလေးကိုလက်ဆောင်စေခြင်းနဲ့ ဆိုတော့မိတ်ဆွေတို့အနေနဲ့ရောကျွန်တော်ဒီနေ့ပြပြပေးခဲ့တဲ့ Honor 400နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဒီဖုန်းကိုစမ်းသုံးနေတဲ့ user တွေဝယ်သုံးနေတဲ့ user ရှိမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ user experience တွေကိုဒီပြရဲ့ comment အောင်ပါဝင်ရောက်ဆွေးနွေးပြပြပေးသွားလို့ရပါတယ်လို့ပြောနေပဲကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲကျင်နာခွင့်ပြုပါကြီးစုပေးခဲ့ကြတဲ့ဗော်ဒါရီတွေရောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါလို့ပြောနေပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦး